ရာဒူးကဆိုင်းငံ့ခံထားရတဲ့သမရယွန်ဆော့ယောကိုစန့်ကျင်တဲ့တောင်ကိုရီးယားအမတ်တအူဟာမျက်နာကိုကြက်ဥနဲ့ပေါက်ခံခဲ့ရတဲ့နောက်လုံခြုံရေးအစီအမံတွေမြင့်တင်ပေးဖို့အတိုက်အခံနိုင်ငံရေးအင်အားစုတွေကရဲတပ်ဖွဲ့ကိုတောင်းဆိုလာပါတယ်တောင်ကိုရီးယားအတိုက်ခံဒီမိုကရက်တစ်ပါတီရဲ့အမျိုးသမီးအမတ်တအူဖြစ်သူဘက်ဟီရွန်ဟာတရားရုံးတစ်ခုရှိမှသတင်းတောက်တွေနဲ့စကားပြောနေတော့မျက်နာကိုကြက်ဥအစိမ်းနဲ့ပြစ်ပေါက်တာခံခဲ့ရတာဖြစ်ပါတယ်စစ်ဆေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက်ဘက်ဟာ မပြောသီးတွေနဲ့လည်းပြစ်ပေါက်တာခံခဲ့ရတယ်လို့အတည်ပြုခဲ့ပါတယ်။သမရယော်ရဲ့အနာဂတ်ကိုတောင်ကိုရီးယားအခြေခံဥပဒေခုံရုံးကစီရင်ဆုံးဖြတ်ဖို့နီးကပ်လာတာနဲ့အမျှတောင်ကိုရီးယားရဲတပ်ဖွဲ့အတွက်လုံခြုံရေးအစီအမံတွေရေးဆွဲဖို့ခေါင်းခဲစရာတွေကြုံလာပါတယ်။ခုံရုံးဆုံးဖြတ်ချက်ကဘယ်ဘက်ကိုပဲဥတီပါစေမချေမနက်အုံကြွားမှုတွေဖြစ်ပေါ်လာနိုင်ချေမြင့်မြင့်မားမားရှိနေတာကြောင့်ပါယွန်ဟာဒီဇင်ဘာ3ရက်နေ့တုန်းက나이ဘိုင်းသာတက်တန်းခံတဲ့အရေးပေါ်ဆေးအုပ်ချုပ်ရေးအမိန့်ကိုကြေညာခဲ့တဲ့အတွက် လွတ်တော်ရဲ့ဆွဆွဲပြစ်တင်မှုကိုခံရပြီးသမရတာဝန်တွေကနေဆိုင်းငံ့ခံထားရပါတယ်။သူဟာအဲ့ဒီကိစ္စနဲ့ဆက်ဆက်ပြီးအဖမ်းပါခံခဲ့ရပေမဲ့အခုတော့လွတ်မြောက်လာပါပြီ။ခုံရုံးဟာယုံရဲ့စိတ်အုပ်ချုပ်ရေးကြေညာမှုကဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခဲ့ခြင်းရှိမရှိအဆုံးဖြတ်ပေးရမှာဖြစ်ပြီးတကယ်လို့အပြစ်ရှိတယ်ဆိုရင်ယုံဟာသမရအဖြစ်ကနေဖယ်ရှားခံရမှာပါ။လေးလာသူတွေကခုံရုံးအနေနဲ့မတ်လလေလောက်မှာ စီရင်ချက်တစ်ခုချမှတ်နိုင်မယ်လို့ခမန်းခဲ့ပေမဲ့လက်ရှိအချိန်ထိတော့အဆုံးဖြတ်ပေးမယ့်နေ့ကိုခုံရုံးကမကြေညာနိုင်သေးပဲမျှော်လင့်ထားတာထက်ကြံ့ကြာနေပါတယ်တဖက်မှာလည်းယွန်းကိုထောက်ခံသူတွေနဲ့သူ့ကိုဖြုတ်ချဖို့ကြိုးစားနေတဲ့အတိုက်အခံတွေကြားကတင်းမာမှုကလည်းမြင့်တက်လာပါတယ်။အမတ်ဘဲကိုကျက်ဥနဲ့ပေါက်ခဲ့သူဘယ်သူပဲဝါဆိုတာရဲရစ်ကတိတိကျကျထုတ်မပြောပေမဲ့အာနာပိုင်တွေကတော့သမရယွန်းကိုထောက်ခံတဲ့အင်အားစုဖြစ်တယ်လို့ပြောပါတယ်။ အမတ်ဘဲကသူ့ကိုကိုထိလက်ရောက် တိုက်ခိုက်ခဲ့တဲ့လက်ရဆုံးရောက်တွေကိုတီးခန့်နေမှာမဟုတ်ပဲဥပဒေကြောင့်အရာတုံ့ပြန်မယ်လို့သတိပေးထားပါတယ်။ရဲတပ်ဖွဲ့ကတော့တမရရဲ့ရာဒူးအနာကတ်အတွက်ခုံရုံးကအဆုံးဖြတ်ပေးမယ်နေကြရင်ရဲအင်အားကိုအမြင့်ဆုံးအစဉ်ဖြန့်ကျက်ပြီးစိုးမြို့တော်မှာလုံခြုံရေးတိုးမြှင့်ထားမယ်လို့ကတိပြုထားပါတယ်။ခုံရုံးရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးရွံကိုထောက်ခံသူတွေကဖြစ်စေအတိုက်ခံတွေဘက်ကဖြစ်စေဆန္ဒပြမှုတွေပေါ်ပေါက်လာနိုင်တာကြောင့်လဲ ရဲတွေကလုံခြုံရေးအတွက်ကြိုတင်တွေးတောပြင်ဆင်နေရတာဖြစ်ပါရဲ့ရှင်